အားလုံးပဲမင်္ဂလာပါမနမရမပို့ပါမြန်မာ Infra College MICA တည်ထောင်သူတို့ဖြစ်ပါတယ်မဒီနေ့ဘာကြောင့်ပြပြပေးနေဆို The Art of Emotional Intelligence ခစားချက်ဆိုတော့လူပညာဆိုတဲ့အကြောင်းလေးမြှပ်ပေးချင်ပါတယ်အော် Emotional Intelligence ကိုမအနေနဲ့ဘယ်လိုအသေးပဲဖွင့်ချင်လဲဆိုတော့ Emotional Intelligence ကကိုယ့်ကိုယ်ကိုသိရှိခြင်းသူများကိုသိရှိခြင်း မာတင်တော့မရက်သွားဘူးကိုကိုတီးရမယ်သူများကိုတီးပြီးပိုကောင်းတဲ့အခြေအနေတစ်ခုပိုကောင်းတဲ့ရာလတ်တစ်ခုကိုရရှိအောင်လှုပ်ဆောင်နိုင်စွမ်းကိုမောက်က emotional intelligence လို့ပြောတာပေါ့နော်အဲ့တော့ emotional intelligence လို့ပြောလိုက်တာ ਨੇ အာမာရောကအရင်ဆုံးပထမဘာတစ်ခုတီးရမယ်ဆိုကိုကိုတီးရမယ်သူများကိုလည်းနားလဲရမယ် TV နားလည်နေုံရှိတာကို emotional intelligence လို့ပြောတာမဟုတ်ဘူးအဲ့ဒါအဖြစ်အဲ့ဒါထက် deeper understanding ဖြစ်တဲ့ကိုယ့်ကိုသိတယ်သိတာတက္ကနာပဲကိုယ့်ကို manage လုပ်နိုင်တယ်ထိန်းချုပ်နိုင်တယ်ပိုကောင်းတဲ့ရလဒ်တစ်ခုပိုကောင်းတဲ့ situation တစ်ခုရအောင်လုပ်နိုင်တယ်သူများဖြစ်နေတာကိုသိတယ်ဟိုဘာလဲဟိုပိုကောင်းတဲ့ရလဒ်တစ်ခုရရှိနိုင်အောင်စွမ်းဆောင်နိုင်စွမ်းကို emotional intelligence လို့ပြောတာ emotional intelligence ဖြစ်ဖို့အတွက်ကအဓိက fundamental အချက်နှစ်ချက်ပုံမှန်မူတည်ပါတယ်အဲ့ဒါကြောင့် knowing yourself မတော်ကိုကိုဘယ်သူလဲသိတာဘယ်ညမှာအတာလဲသိတာကိုဘာလို့ရမှာလဲသိတာအရှိ့ကိုအရှိ့တိုင်းမြင်တာ knowing this other ဥပမာ business ဆိုလဲဟိုကို customer ရဲ့အဆင်မပြေဘူးဆိုကိုသိရမယ်အဆင်မပြေဘူးဆိုလဲသိနေုံနဲ့မလုံလောက်ဘူးအဆင်ပြေသွားအောင်လုပ်ပေးနိုင်စွမ်းတည်ရှိရမယ်အဲ့ဒါကြောင့်မို့ emotional intelligence in business ကဘာအရင်ကြီးကြီးလဲဆိုတော့မြန်မာလူပြောရင်တော့အရေးအကဲသိတဲ့အမှုပညာပေါ့နော်အရေးအကဲကိုလည်းသိရမယ် ိရွာပြီးကိုတိရွာတဲ့ emotion sense တခုဖြစ်ရတခုမှာပိုကောင်းတဲ့ရလက်ကိုဖန်ဆင်းပေးနိုင်စွာရှိရမယ်အဲ့တော့ knowing yourself knowing ourselves နဲ့ knowing the others ပုံမှာမူတည်ပြီးတော့ emotional intelligence ကဖြစ်လာပါတယ်တဲ့ emotional intelligence ဖြစ်ဖို့အတွက်အဓိကဗုဒ္ဓကပြောခဲ့တဲ့အဆိုလေးတွေရှိပါအဲ့မှာ oxum မှာသင်ရတာအဲ့တော့ mara source ကိုပြန်သွားရှာတော့ဒါဗုဒ္ဓပြောခဲ့တဲ့တရားပေါ့နော် mara ဘာလဲဆိုတော့ seeing ကိုသိရတယ် feeling ကိုသိရတယ် understanding ကိုသိရတယ် emotional intelligence များဖို့အတွက်ကကျတော့မာရိုကစီးလိုက်ကြည့်ရတယ်ကိုကိုကိုလည်းကြည့်ရတယ်သူများတွေကိုလည်းကြည့်ရတယ်စီးပွားရေးလောကမှာလည်းလိုက်ကြည့်ရတယ်ဥပမာခေါင်းဆောင်တစ်ယောက် manager တစ်ယောက် departmental head တစ်ယောက်ကကို department မှာဘာဖြစ်နေလဲ customer တွေဘာဖြစ်နေလဲလိုက်ကြည့်ရတယ်လို့မျိုးပေါ့နော်အဲ့ဒါကနံပါတ်1စီးရင်တော့နံပါတ်2ကကျတော့စီးရင်ကကြည့်တဲ့အရာတိုင်းကိုတော့မမြင်ဘူးတလမြင်အောင်မဟုတ်ကကြီးနိုင်စွမ်းကအရင်ကြီးကြီးရဲ့အဲ့ဒါကြောင့်တော့ဗာလဲဆိုတော့ feeling အဲ့တော့ မတော်အောက်ဆုံးမှာကျတော့ဗားတင်လဲဆိုစကားကြီး conversation နေပြောရင်ထောင်မှအဲ့ conversation တိုင်းကသူတို့ပြောချင်တဲ့ဟာကိုနားကပဲကြားရင် solid understanding မရအောင်သိကြတဲ့သတင်းချက်လည်းမရအောင် feeling အဲ့ဒီမှာသူတို့ရဲ့အပြုအမူကဘလို့လဲသူတို့ရဲ့ပြောဆိုကဘလို့လဲသူတို့ရဲ့ character ကဘာလဲအဲ့ဒီ feeling ထိကိုရအောင်တောက်ဖို့အရင်ကြီးကြီးပါတယ်အဲ့ဒီ scene နဲ့ feeling နဲ့ပြီးသွားတော့မှအဲ့ဒါမျိုး feeling မှာ empathy အရင်ကြီးကြီးတယ် ကိုစင်းစာစိတ်မရှိဘဲနဲ့ emotional intelligence ကလုံးဝဖြစ်မလာဘူးပေါ့နော်အဲ့ဒါပြီးသွားတော့မှမောက်ရ understanding so what is your conclusion အားကြောင့်ဒီမှာမြင်နေခံစားရတယ်နားလေသွားတယ် understanding ပြီးသွားတော့မှ conclusion ကဘာလဲဆိုတဲ့ဟာအဲ့ဒါကို emotional intelligence မှာမတော်အရန်မူတည်တဲ့ဒါအရာလေးပေါ့နော်။ Emotional talents က organization မှာလူတယောက်ချင်းစီမှာလည်းအရန်အရေးကြီးပါတယ်။ Emotional talents ကမူကားကြတော့ဘာအရန်အရေးကြီးလဲဆိုတော့ character နဲ့ကာရှာအရန်အရေးကြီးတယ်။လူတယောက်က ကိုဘယ်လို character မျိုးဖြစ်ချင်တာလဲပြီးတော့ကိုဘယ်လိုမျိုး character ကိုရဲ့အပြုအမူအပြောအဆိုတွေပေါ်မှာမူတည်သွားတော့မှမာကိုကဘလို culture မျိုးနဲ့အလုပ်လုပ်မှလဲဆိုတဲ့အရာပေါ်လာတာပေါ့နော်အဲ့တော့ character account တစ်ခုကို passive မှာ character account တစ်ခု passive မို့ကျတော့ကိုယ့်ရဲ့ယုံကြည်ချက်ခံယူချက်နဲ့အရင်အရေးကြီးတယ် resilience ပေါ့ဘာလို့ရှင်သန်ခြင်းမရှင်သန်ခြင်းအသက်ရှူနေရင်တော့ရှင်သန်ရမှာပဲ ရှင်သန်နိုင်စွမ်း resilience ကအရေးကြီးတယ် resilience ကဘယ်လိုအခြေမှမပေါ်ပေါက်လဲဆိုတော့ emotion နဲ့ intelligence မြင့်မှ resilience ပေါ်ပေါက်တယ်ငါအတွက်ငါအကောင်းဆုံးဘာကြီးလုပ်နိုင်လဲ သူများအတွက်ကောငါဘာတွေအကောင်းဆုံးလုပ်နိုင်နေဆိုတဲ့အရာကို emotional intelligence လို့ခေါ်ပါတယ်။ကဲ emotional intelligence ကတော့ဒါမှဝိညာဉ်ရဲ့အရာလေးပါ။အဲ့တော့ Daniel Goleman ကဘာပြောလဲဆိုတော့ emotional intelligence က self awareness ရှိရတယ် self motivation ရှိရတယ် self regulation ရှိရတယ်သူက empathy ရှိရတယ် social skill ရှိရတယ်။အဲ့တော့ Mark က emotional intelligence ကောဘာတွေလုပ်ရမလဲလို့အကြံပေးခြင်းကိုဘာဖြစ်နေလဲသိပါသူများဘာဖြစ်နေလဲသိပါပတ်ဝန်းကျင်ကို situational awareness ကိုလိုက်လည်လာတာပါ။နံပါတ်၁ကကြတော့ self regulation ကိုဖြစ်ရှင်တဲ့အရာကိုရအောင်ကိုယ့်ကိုစီကန်းချပြီးလှုပ်ချင်ချင်မချင်ချင်ရအောင်လုပ်နိုင်တယ်ကိုယ့်ရဲ့စိတ်ကိုထိချုပ်နိုင်စွာကိုမွေးပါအာပြတော်ရခါကြရင် self motivation ကိုယ့်အရာအလုံးကိုအမြဲစိတ်တက်ကြမနေဘဲနဲ့ငါဘယ်ရောက်ရအောင်လုပ်မလဲဆိုတာ motivation ကိုမြင့်တင်မဲ့မှုအရင်အရေးကြီးပါတယ်အာပြီးတော့ self awareness ကိုဘာတွေဖြစ်နေတာလဲဆိုတာကိုယ့်ကိုသိပြီးလမ်းမရောက်နေလဲလမ်း လမ်းဟိုမှန်ကိုရအောင်လုပ်ဖို့အရေးကြီးပါတယ်အဲ့တော့ nemative self awareness အရေးကြီးတယ် self motivation အရေးကြီးတယ် self regulation အရေးကြီးတယ်ပြီးတော့ knowing the others ဆိုတဲ့အရာမှာကျတော့ပါလဲဆိုတော့ empathy သူများကိုတနာစိတ်မွေးပါစာနာစိတ်မွေးပါပြီးတော့အဲ့ခါ social skill လူတွေအားလုံးနဲ့ ပေါင်းသက်ဆက်ဆံနိုင်တော့သူလူတွေအားလုံးကချစ်ခင်တော့သူဖြစ်အောင်ပြုစုပြုထောင်မှာလို့ပြောချင်ပါတယ်အလားကကြတော့ emotional intelligence ရဲ့ဒါအမရဲ့ brief introduction လေးပါအိမ်မမပါအိမ်မများယဉ်ကျေးပါအိမ်မများကောင်းထက်ဖို့ပါလို့ပြောချင်ပါတယ်ဘဝကြီးကတော့ခက်ခဲတယ်ကြံတန်းတယ်ဒါမှမဟုတ်ရတတ်လို့မှမရတာနေရက်ဒီအားလုံးကို emotional intelligence အပြည့်နဲ့ resilience အပြည့်နဲ့မတို့စူးစမ်းပြီးတော့ပုံမကောင်းမှုတွေလူသားပြဖြစ်အောင်ဖတ်စင်ရအောင်လို့ပြောချင်ပါတယ်ရှင်အားလုံးကျေးဇူးတင်ပါတယ် မြန်မာ Imperial College MIC အိမ်မက်ပါအိမ်မက်များကိုယုံကြည်ပါအိမ်မက်များကိုကောင်းထည့်ဖို့ပါ